ိစီချဖို့စူးစမ်းနေရဆိုရင်ဒီအမားခုနှစ်ချက်ကိုမလုံးမိပါစေနဲ့။တွင်လျာကျစ်လက်တဲ့ခန္ဓာကိုယ်တစ်ခုကြည်ကောင်းတဲ့ခန္ဓာကိုယ်တစ်ခုမှာပြားချက်ချက်ပိုက်လျာအရေးကြီးဆုံးမယ်မလား။ဘလောက်ပဲပိန်နေနေဘိုက်မှာအစီစုနေရင်လုံးဝလုံးဝကြည့်လို့မကောင်းပါဘူး။လူတယောက်ကဝါလာပြီဆိုတာနဲ့ဘိုက်ကဆာပြီးတော့ထွက်လာတယ်။ဒီတော့ကိုခန္ဓာအလှကိုဖျက်ဆီးနေတဲ့ဒီပူနေတဲ့ဘိုက်ကိုနီးမျိုးစုံနဲ့စူးစမ်းပြီးတော့ခြားကြတယ်။ဒီလိုဘိုက်စီထားတဲ့နေရာမှာ ၄ချိန်ခန့်လုံးအစားရွှေုံနဲ့တွေမပြီးသေးပါဘူး။အခုပြောမယ့်အမားတွေကိုမတိလိုက်ပဲနဲ့လုံနေရမျိုးမဖြစ်ဖို့တော့လိုပါတယ်။ဒီတော့ကိုစူးစားသမျှအရာထင်စေဖို့အတွက်လူတိုင်းလုံးမိနေတဲ့အမားလေးတွေကြောင့်ပြောပြပေးခြင်းပါတယ်။နံပါတ်၁ဘိုင်းစီချဖို့အိထမတင်တမျိုးတွေကိုစောက်ချလုပ်ခြင်းအိထမတင်၄ချိန်ခန့်ကဘိုင်းကြွက်သားတွေကိုအာတန်စေပြီးတော့ဘိုင်းကိုအစီကြစေတဲ့၄ချိန်ခန့်ဆိုတာမှန်ပေမဲ့တမျိုးတွေလုပ်ပြီး တခြားကားတွေကိုလေ့ကျင့်ခန်းတွေမလုပ်ဘဲနေတော့အချိန်တိုတွင်းမှာအစီကျနိုင်မှာမဟုတ်ပါဘူး။နံပါတ်2အိတ်ချိန်နေလုံတဲ့အခါမှာကိုရီးယားဇီဝကာမဖြစ်စဉ်နေကမောက်ကမဖြစ်ကုန်ပြီးတော့သွေးရင်းတခြားတက်တွေများလာမယ်ပြင်ဗိုက်ဆာစီရဲ့စန္ဒာကိုလည်းတွားလှုပ်စော်ပြီး Ghrelin နဲ့ Leptin ဟော်မုန်းတွေထွက်လာတာကြောင့်အစာစားခြင်းစိတ်တွေပိုဖြစ်နေတတ်ပြီးတော့အစီစုခြင်းကိုအားပေးနေပါလိမ့်မယ်။နံပါတ်3အိုက်စီကြားစီစဉ်နေစုံနဲ့အစီနေတဲ့အစာစာတွေရွေးရွေးစားတာ။ အစီနဲတဲ့အစားအစာတော်တော်များများအစီထုတ်ထားပြီးတော့စားကောင်းအောင်လို့တကြားနဲ့တခြားအရာတောင်မုံတွေထည့်ထားတာများတဲ့အတွက်သူတို့ကြီးပဲအားကိုးပြီးတော့စားလို့မရအောင်ဒီတော့အစင်သင့်အစီထုတ်ထားတဲ့အစားအစာတွေအစားထောပတ်တီအစီဆန်အစီများတဲ့ငါးတွေနဲ့ကြက်ဥအနှစ်တို့လိုမျိုးတဘာဝအစားအစာတွေပဲရွေးပြီးတော့စားပါနံပါတ်၄စိတ်ပြည့်စုံမှုပြည့်ရောအောင်မနေခြင်းစိတ်ပြည့်စုံမှုကအဝလွန်စေတဲ့ပြဿနာ ိုင်းမှာအစီစုစေတဲ့ပြဿနာနဲ့တခြားကျန်းမာရေးပြဿနာအားလုံးရဲ့အတန်တိတ်လူသက်သမားလိုတောင်ပြောလို့ရပါတယ်။စိတ်ဖိစီးမှုများလေလေခါတဝိုက်အစီတအောင်လှုံ့ဆော်တဲ့ကော်တီဇောဟော်မုန်းထွက်လာလေလေဖြစ်ပြီးတော့ပူပူပြီးတော့ဝါလာမှာပဲဖြစ်ပါတယ်။နံပါတ်၅ကယ်လိုရီအလွန်ကျွံလျှော့စားတာကယ်လိုရီလျှော့စားလို့နော်အစားငတ်ခန္ဓာစရိယပိန်စီတဲ့အချက်တွေလိုထင်ရပေမဲ့ဘာကယ်လိုရီမှမဝင်တာကြာလာတဲ့အခါကိုယ်ခန္ဓာမှာ starvation state လို့ခေါ်တဲ့ အဆင့်တစ်ခုကိုရောက်သွားတယ်။အဲ့ဒီဆင့်ရောက်သွားပြီဆိုရင်ဒီကိုခန္ဓာစွမ်းရင်ထုတ်ဖို့အတွက်ကုန်ကျန်းမရှိတော့တဲ့လိုမျိုးဘာပဲဆာဆာအစီအဖြစ်ဆုထားတဲ့အခြေအနေကိုရောက်သွားပါတယ်။နံပါတ်6အစီကျစီတွေနဲ့အစီကျကပတ်တွေပေါ်ကိုမိခိုလို့နာလေးချင်ကလုံးရမှာပြင်းပြီးတော့ပိန်ချင်တဲ့သူတွေအတွက်အစီကျစီတွေကတော့အားကိုးစရာဆရာတစုပါပဲ။ဒါမဲ့တန်ဆင်းလိုမေးစရာလည်းရှိသေးတယ်။ တဘာဝတိုင်းမဟုတ်တဲ့ဘေးရာမှကောင်းတာမရှိတဲ့အတွက်ဘိုင်းအစီချဖို့စီးရီအားကိုးနေလဲမသင့်တော့ပါဘူး။နံပါတ်9လုံလောက်တဲ့ပရိုတင်းဓာတ်တွေမစားတာ။ပရိုတင်းအသားဓာတ်မှာကယ်လိုရီတွေပါတယ်ဆိုပေမဲ့သူကနေအစီဖြစ်တာမဟုတ်ပဲကြွက်သားတောင်အားပေးတဲ့အရာဖြစ်တဲ့အတွက်ကြောင့်အစီချပြီးကြွက်သားလေးနဲ့ကြည်လစ်တဲ့ဘိုင်းလလလေးရှာဖို့လုံလောက်တဲ့ပရိုတင်းတွေစားပေးဖို့လည်းအရေးကြီးပါတယ်။ ဒါရီကတော့ဘိုက်စီကြစေဖို့အားတက်သရောလုံးနေကြသူတိုင်းမှာပြီးတော့လုံးမိနေကြတဲ့အရာလေးတွေပါအရင်တော့မသိခဲ့လို့လုံးခဲ့ပေမဲ့အခုသိသွားပြီဆိုတော့ဒီမှားရတဲ့အချင်းတွေကိုပြင်မှာတယောက်တည်းလေးစင်ကောင်းလဲလို့အစားလဲစင်ကျင်မဲ့ဆိုရင်တော့စိတ်ကူးတဲ့အတိုင်းလှပချက်ရတဲ့ကိုခန္ဓာလေးတစ်ခုကိုပိုင်းဆိုင်နိုင်မှာတော့အသေးစားပါပဲเนาะ